ျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့နေလေး YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့အလဲထိန်နှလုံးကိုပြန်လည်များတက်မှာဖြစ်တယ်ဗောနော် Share Video မှာကျွန်တော်ထိစီနှလုံးတင်ပြထားပြီးပြီဗောနော်ဒီနေ့မှာတော့ကျွန်တော်အလဲထိန်နှလုံးကိုပြန်လည်များတက်မှာဖြစ်ပါတယ်ဒီအလဲထိန်နှလုံးကိုလည်းကျွန်တော်ညစသည်ခွန်ခွန်ကိုအနေစားတော့မယ်ဗောနော်အေး၈၃ညခွန်ခွန်ခွန်ကိုမှာ၃ညကိုတစ်ကြိမ်ပေါင်းထားတယ်ဗောနော်ခွန်ကို၄နဲ့ပေါင်းတယ်ခွန်ကို၄ကြိမ်ပေါင်းတာဗောနော်ပြီးရင်ဒီကိုမှာတစ်ကြိမ် ဒီတိကုန်နဲ့ကြိမ် sorry ဒီနှစ်ကုန်နဲ့ကြိမ်ပေါင်းနေပေါ့နော်၉နဲ့၆နဲ့မှာတစ်ကြိမ်စီဒီ၆နဲ့၉နဲ့မှာတစ်ကြိမ်စီပြီးရင်ဒီ၇နဲ့မှာနှစ်ကြိမ်ကိုအနောက်ဆုံးမှာ၃နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်နှလုံးသွေးပေါင်းထားတာဖြစ်ပါတယ်ပေါ့နော်၇၄၂၀နဲ့၈၈ကိုဒီတုံများနဲ့ပေါင်းရင်28ကို10ပဲရထားတယ်ပေါ့နော်နှစ်နဲ့ကြိမ်ပေါင်း၄၄နဲ့၉ပေါင်း83တပန်း၉နဲ့၆ပေါင်း85ဒီ၆နဲ့၉ပေါင်းတာ55ခွန်နဲ့ကြိမ်14ကိုဒီအနောက်က၃နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ပေါ့နော် โอเคဒါဆိုရင်ဒီ9နဲ့9နဲ့ပေါင်းရှင်းက30ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ဒီ3နဲ့3ပေါင်းရှင်း6 6နဲ့4ပေါင်းရှင်း30ဒီမှာချစ်တလုံးကြံမယ်ပေါ့နော်ကြားရတဲ့အဲ့ဒီချစ်ကိုကျွန်တော်နင်းတဲ့ပုံဒီထပ်ပေါင်းပြရတာဖြစ်ပါတယ်ချစ်3ညအလဲထိုင်ရှိပြီးဖြစ်ပါတယ်ပေါ့နော်နောက်ထပ်ဒီချိန်မှာခွန်3ည3ညဆိုပြီးဖြစ်ပါတယ်โอเคဒါကြောင့်မို့ကျွန်တော်ချစ်3ညအထက်က3ညဒီအလဲထိုင်ဖြစ်ပါတယ်ပေါ့နော်3ညအလဲထိုင်ခွန်3ည3ညဆိုပြီးဖြစ်ပါတယ် တဖန်ကျွန်တော်ဒီမှာရှင်းသေးလီ30နှစ်ကိုကျွန်တော်ဒီ9နဲ့ပေါင်းရင်30ခွန်ပါတော့ခွန်မရထားတာဖြစ်ပါတယ်နောက်ထပ်ဒီ9နဲ့ချိန်ပေါင်း33မြပါတော့နေနဲ့ရှင်းပေါင်းတာလေး33မြလေးနဲ့တိပေါင်းတာက9 9နဲ့ချိန်ပေါင်း30ကိုဒီနောက်ဆုံးမှာ3နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်အဆွင်ဒီခွန်နဲ့ဒီ3နဲ့ပေါင်းရင်30ဒီမှာ9တလုံးပဲကျန်နေပါတော့9နဲ့3မြနဲ့ပေါင်းရှင်း9ဆိုတဲ့အတွက်ကျွန်တော်ရလာတဲ့9ကိုနေနဲ့ပေါင်းတာခွန်9ခွန်အလဲထိုင်ရှိပြီးဖြစ်ပါတယ် ာထတဲ့ချိန်မှာ3000ခုဖြစ်ပါရခင်ဗျာ900ပြီးတော့နောက်ထပ်တစ်ချိန်မှာ3000ဆိုတဲ့အတွက်ကြောင့်မို့ဒီ9ခွန်ထက်က9ခွန်အလေထိုင်ဖြစ်ပါတယ်ပေါ့နော် Okay နောက်ထပ်တစ်ခုဆက်ကြည့်အောင်ပေါ့နော်ဒီမှာလဲခွန်လေးတွေ20နဲ့ရှင်းရှင်းနဲ့၄ပေါင်းရှင်း30နဲ့နှစ်ကိုနှစ်ပေးရထားတယ်ပေါ့နော်9နဲ့ချိန်30ဆက်ခွန်ခွန်ပေးရထားတယ်နှင်းနဲ့6နဲ့ပေါင်းရှင်း10ဖြစ်ပါတယ်ပေါ့နော်6နဲ့10ပေါင်းတာလဲခွန် တင်းနေချိန်ပေါင်းနေကိုဒီ၃နဲ့ထပ်ပေါင်းတော့ကျွန်တော်ဒီရှင်းနဲ့နေပေါင်း30ခုနဲ့၃ပေါင်းရင်30နင်းနဲ့ခုပေါင်း900ရမယ်ပေါ့နော်ရလာလေ9ကိုကျွန်တော်နင်းနဲ့ပေါင်းတော့9နဲ့နေပေါင်းရှင်းဒီ7တိ9တိအလဲထိတဲ့က89လေးဆိုပြီးဖြစ်ပါတယ်ပေါ့နော်တုံးခုခုပြီးတော့နောက်ထပ်တစ်ချိန်မှာ89လေးဒါကြောင့်မို့9ဒီအလဲဖြစ်ပါတယ် Okay နောက်ထပ်တစ်ချိန်ဆက်ကြည့်အောင်ပါခင်ဗျာဒီရှင်းနဲ့ဒီနင်းနဲ့ပေါင်းရင်30ဖြစ်ပါတယ်ဒီ တုံးနဲ့လေးပေါင်းရှင်းခွန်ဘောနော်ခွန်နဲ့ဒီလေးနဲ့ပေါင်းရှင်းဒီ7တိတစ်ကိုဒီတုံးနဲ့ပေါင်းတာလေးရာတွေအတွက်အလေးကိုနင်းနဲ့ပေါင်းတာ6စုပြီးဖြစ်မယ်ဘောနော်လေး6အလေးထိုင်နှလုံးထဲက963စုပြီးဖြစ်ပါတယ်ရှင်းကိုလေးပြီးတော့နောက်ထပ်တစ်ချိန်မှာ963ဒါကြောင့်မို့6ဒီအလေးဖြစ်ပါတယ်โอเคတဖန်ကျွန်တော်ဒီ963ကနေဆက်ကြည့်အောင်ပါเนาะ ဒီမှာဆိုရင်ကျွန်တော်မပေါင်းပြတော့ဘူးเนาะတရိပ်ပေါင်းသွားမှာဖြစ်ပါတယ်ဒီ9နဲ့ဒီ10နဲ့ပေါင်းရင်10ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ဒီ3နဲ့4ပေါင်းချင်းခုံပေါ့เนาะခုံနဲ့ဒီ3နဲ့ပေါင်းရင်10ဒီမှာ8တလုံးကြံမယ်ပေါ့เนาะကြားလာတဲ့ချစ်ကိုညနေပေါင်းတော့10 8တုံညအလဲထိန်စုံကနန်းအလဲထိန်ဖြစ်ပြဖြစ်တယ်ပေါ့เนาะနောက်ထပ်တစ်ချိန်မှာ6 8ခုံစပြီးဖြစ်ပါတယ်6 8ခုံဒါကြောင့်မို့ကျွန်တော်8ဒီအလဲဖြစ်ပါတယ်ပေါ့เนาะโอเคနောက်ထပ်ဒီ နင်းနဲ့၃ပေါင်းရှင်း၅ငါးနဲ့နင်းပေါင်း9 9နဲ့၃ပေါင်း10 9နဲ့၃ပေါင်းတော့12ရာတွေအတွက်ကြောင့်မို့နစ်ကိုနင်းနဲ့ထပ်ပေါင်းတာလေနင်းလေးအလဲထိုင်မှာနင်းနစ်ခွန်ဆိုပြီးဖြစ်ပါတယ်နင်းနစ်ခွန်ဒါကြောင့်မို့ကျွန်တော်ဒီနစ်ဒီအလဲဖြစ်ပါတယ်โอเคကျွန်တော်ဒီနင်းနစ်ခွန်တပြားနေဆက်ကြည့်အောင်ပါနော်ဒီ3နဲ့9နဲ့ပေါင်းရင်10ဒီ9နဲ့ဒီ3နဲ့ပေါင်းတော့8ရတဲ့အတွက်ကြောင့်မို့8ကိုနင်းနဲ့ပေါင်းတော့10 8တုံးများအလဲထိုင်ဖြစ်ဖြစ်ပါတယ် နောက်ထပ်တစ်ချိန်မှာက3ရှစ်ဆိုပြီးဖြစ်ပါတယ်ဗောနော3ရှစ်ဒါကြောင့်မို့ဒီရှစ်ကအလေဖြစ်ပါတယ်ဟုတ်ကဲ့နောက်ထပ်တစ်ချိန်ဒီ3ရှစ်ရှာနေဆက်ကြည့်အောင်ဗောနော်ဒီရှစ်ရဲ့ဒီနှစ်ရဲ့ပေါင်းရင်30 3နဲ့4ပေါင်းခွန်ခွန်နဲ့3ပေါင်းရင်30ဆိုတဲ့အတွက်ကြောင့်မို့၃ညကိုလည်းအနည်းနဲ့ထပ်ပေါင်းတာနှစ်၃ညနှစ်အလဲထိုင်နှလုံးထဲက၃တုံညကိုဆိုတဲ့အတွက်ကြောင့်မို့တုံညသည်အလဲထိုင်ဖြစ်ပါတယ်။တုံညအလဲ၃တုံညကိုပေါ့နော်။ တဖန်ကျွန်တော်ဒီ339ကနေ3ကနေတပင်ကိုဆက်ကြည့်အောင်ပါနော်။ဒီအရာကျွန်တော်ဒီ9နဲ့ဒီ10နဲ့ပေါင်းရင်10 9နဲ့9နဲ့ပေါင်းရင်10 2နဲ့3ပေါင်းတော့9ရာတဲ့အတွက်ကြောင့်မို့ရာတဲ့9ကို2နဲ့ပေါင်းချင်းဒီခွန်9ခွန်အလဲထိုင်နှလုံးထဲကကျွန်တော်39နေစုပြီးဖြစ်ပါတယ်ပါနော်။ဒါကြောင့်မို့ကျွန်တော်ဒီမှာ9ကအလဲစုပြီးဖြစ်ပါတယ်ခင်ဗျာ။ Okay နောက်ထပ်တစ်ချိန်အဲ့ထက်တဲ့ချိန်မှာဒီ6နဲ့ဒီ6နဲ့ပေါင်းရင်10ဖြစ်ပါတယ်ဗောနော်ဒီ9နဲ့ဒီ3နဲ့ပေါင်းရင်10 ရှင်းတဲ့ဒီတင်းနဲ့ပေါင်းတာ9ရာတဲ့အတွက်ကြောင့်မို့ကြာလာတဲ့ကိုကိုနေနဲ့ပေါင်းတာ73 9တင်းအလဲထိုင်ထဲမှာ3ခုနေစပြီဖြစ်ပါတယ်3ကနေပြီးတော့3ခုနေဒါကြောင့်မို့9ဒီအလဲဖြစ်ပါတယ်ခင်ဗျာအဲ့မှာဆိုရင်ဒီရှင်းရတလုံးတောက်လျှောက်အလဲထိုင်စပြီဖြစ်မူတယ်ပေါ့နော်โอเคတဖန်ဒီ3ခုနေရာနေဆက်ကြည့်အောင်ပေါ့နော်ဒီ3ခုနေရာနေဆက်ကြည့်အောင်8ရက်2ရက်30ပြီးတော့ကျွန်တော်ဒီ3နဲ့3နဲ့ပေါင်းတာလေးရှောင်းနဲ့ပေါင်းရင်30ဒီမှာနေ့တစ်လုံးကြာနေပေါ့နော် နှစ်ရလာတဲ့နှစ်ကိုနှစ်နဲ့ပေါင်းတာလေနှစ်လေးအလဲထိုင်မှာနှစ်လေးရှောင်းစုပြီးဖြစ်ပါတယ်သုံးခုနေပြီးတော့နှစ်လေးရှောင်းစုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီလေးကအလဲထိုင်ဖြစ်ပါတယ်ပေါ့နော်နှစ်ကတော့ထိဖြစ်ပါတယ်โอเคတက်ဖန်ကျွန်တော်တို့ဒီနှစ်လေးရှောင်းနေဆက်ကြည့်အောင်ဒီလေးနဲ့လေးပေါင်းတာရှင်းရှင်းနဲ့နှစ်ပေါင်းရင်30ခွန်နဲ့၃ပေါင်းတာလေ30ဆိုတဲ့အတွက်ကြောင့်မို့တုံညာပေါ့နော်တုံညာကိုနှစ်နဲ့ထပ်ပေါင်းတာဆိုရင်နှစ်တုံညာနှစ်အလဲထိုင်မှာ၃နှစ်လေးဖြစ်ပါတယ်ခင်ဗျာ၃နှစ်လေး ဒါကြောင့်မို့ကျွန်တော်တို့တောင်ညာနှစ်ထက်ကနှစ်ဒီအလေထိုင်ဖြစ်ပါတယ်။တဖန်အဲ့ဒီနှစ်တိုင်းပဲပေါ့နော်ကျွန်တော်ဒီရှင်းနဲ့ကျန်16ရှောင်းနဲ့၄ပေါင်းရှင်း30ဒီရှင်းနဲ့ဒီနှစ်နဲ့ပေါင်းရင်30ဒီမှာ၃တလုံးကျန်နေအတွက်ကြောင့်မို့ဖြားလာလေး၃ကိုနှစ်နဲ့ထပ်ပေါင်းတာဆိုရင်5ဆိုပြီးရပါတယ်။ဒါကြောင့်မို့၃ကအလေထိုင်ဖြစ်ပါတယ်။နောက်ထပ်တစ်ကြိမ်မှာကရှင်း5နှစ်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ရှင်း5နှစ်ဒါကြောင့်မို့ဒီမှာ5ဒီအလေဖြစ်ပါတယ်ခင်ဗျာ။တဖန်ကျွန်တော်ဒီရှင်း5နှစ်ကနေနောက်ထပ်ဒီရှင်း6ကတစ်ကြိမ်ကိုဆက်ကြည့်မယ်ပေါ့နော်။ ဒါဆိုရင်ဒီ9နဲ့ဒီ9နဲ့ပေါင်းရင်10ဖြစ်ပါတယ်။ဒီ9နဲ့ဒီ3နဲ့ပေါင်းရင်10နေနဲ့လေးပေါင်းရှင်းဒီပေါင်းရှင်း600ရတဲ့အတွက်6ကိုနေနဲ့ပေါင်းရှင်း6 6ရတဲ့အထိမှာ665ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ665ဒါကြောင့်မို့68ထဲက6ဒီအလေဖြစ်ပါတယ်တဖန်ဒီ665အနေဆက်ကြည့်မယ်ပါနော်ဒီ6နဲ့ချိန်7နဲ့ရှင်းနဲ့ပေါင်းရင်10ဆိုပြီးဖြစ်ပါတယ်ဒီ9နဲ့ဒီ3နဲ့ပေါင်းရင်10ဒီမှာ9တလုံးကြံမဲ့အတွက်ကြောင့်မို့ ငါ့ကိုနေပေါင်းတာဆိုရင်ခွန်ငါ့ခွန်အလဲထိန်မှာ356ဆိုပြီးဖြစ်ပါတယ်356ဒါကြောင့်မို့ဒီငါ့ဒီအလဲဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ချိန်ဒီ၄နဲ့၄ပေါင်းရှင်ရှင်းနဲ့နေပေါင်းရင်30ပေါ့နော်ရှင်းနဲ့3ပေါင်း17တင်းနဲ့ပေါင်းတာ2ရာတွေအတွက်ကြောင့်မို့ရလာတဲ့နှစ်ကိုနေနဲ့ထပ်ပေါင်းတာက၄နေလေအလေထိုင်မှာ6လေး6စပီးဖြစ်ပါတယ်6လေး6ဒါကြောင့်မို့နေလေးထဲကလေးတလုံးအလေဖြစ်ပါတယ်ခင်ဗျာ ့ Oh sorry လေးအလဲ6လင်း6ပေါ့နော် Okay နောက်ထပ်ချက်ကြည့်အောင်အဲ့မှာဆိုရင်လေးလေး26 6နဲ့ခွန်ပေါင်း73ပေါ့နော်9နဲ့ချိန်30 16ခွန်နဲ့လေးပေါင်းတာက71 9နဲ့တစ်ပေါင်းတာ6 3နဲ့ချိန်6ကိုဒီ3နဲ့ထပ်ပေါင်းတော့ကျွန်တော်ဒီမှာอืม3နဲ့တစ်ပေါင်းလေးလေးနဲ့6ပေါင်းရင်30 6နဲ့ချိန်72နေနဲ့3ပေါင်းရှင်း9ရမယ်ပေါ့နော်အဲ့လိုလေး9ကိုနေနဲ့ထပ်ပေါင်းတာခွန် 9ခွန်အလယ်ထိုင်မှာ9ခွန်8ဆိုပြီးဖြစ်ပါတယ်9ခွန်8ဒါကြောင့်မို့ခုနှစ်အလယ်ဖြစ်ပါလိမ့်မယ်နော်โอเค19ကျင်အတွက်ဆိုရင်တော့ကျွန်တော်ဒီမှာ6လေးလေး20နဲ့လေးလေးနဲ့ခွန်ပေါင်းရှင်း30နဲ့တက်ဖို့တက်ပေးကြည့်မှဖြစ်ပါတယ်အခွန်နာကျင်14လေးနဲ့10ပေါင်းရှင်းဒီ7နှစ်ဖြစ်ပါတယ်ရှင်းနဲ့၄ပေါင်းနာလေး7နှစ်ပေါ့နော်9နဲ့3ပေါင်းရှင်းဒီ8ပြီးရင်9နဲ့ကျင်30ကို3နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ခင်ဗျာ အစွန်းနေနရှင်နယ်ပေါင်ရင်တစ်စိဖြစ်ပါတယ်။၃နှစ်နေပေါင်၅၅နဲ့တစ်ပေါင်ရှင်း600ရတဲ့အတွက်ကြောင့်မို့6ကိုနေနယ်ပေါင်တာ8စုံကနဲအလေထိန်6ရှင်းဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ခေတာဒီတာကျွန်တော်တင်ချာနေအရာပါနော်တင်ချာနေအရာဒီနေ့အတိုင်းပဲပေါင်းသွားတာဆိုရင်ကျွန်တော်ဒီ900အနီးတောက်လျှောက်ဖြစ်ပါတယ်ခင်ဗျာ။ Okay ဒီမှာဆိုရင်၃ညအလေခွန်၃ည၃ည900အလေ300ခွန်9အလေ8 9 6အလေ963ပါနော် ပြန်ဒီမှာရှစ်ဒီ6ရှစ်ခွန်နိကနိနိခွန်ရှစ်ဒီ3ရှစ်ရှစ်ရှစ်ရတဲ့3ညအလေ3တုံညကို9အလေ3ငါနိ9အလေ3ငါနိဆိုပြီးဖြစ်ပါတယ်ဒီလေးအလေနိလေး6နိအလေ3နိလေ9အလေထိုင်ရှစ်ငါနိ6အလေ765ဆိုပြီးဖြစ်ပါတယ်ခင်ဗျာပြီးရင်တော့ဒီမှာ9ပါเนาะ9အလေထိုင်3 6 4အလေ6 4 6 ခုနှစ်အလဲ9080ပြီးတော့20အရာဒီလိုလေးတောင်းချဖြစ်သွားပြီပေါ့နော်။ Okay 19ကြိမ်မှာတော့ဆက်ပေးမပေးကတော့ကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်ပေါ့နော်။တင်ရှားနည်းအရာပေါ့နော်။တင်ရှားနည်းအရာဒီလိုလေးပေါင်းထားတာဆိုရင်ရှိရင်တောင်းချဖြစ်ပါတယ်ပေါ့နော်။ okay ဆက်ပြီးတော့ okay ခဲ့မယ်ဆိုရင်တော့ဒီ19ချိန်မှာ6ချိန်အစုံခဏအနေထိုင်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ okay ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိလိုက်ပါကြည့်ရှုအားပေးခဲ့ကြတယ်ကျွန်တော်ရဲ့မိုက်ဆွေတို့တယောက်ချင်းစီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ